ေယောဝလုံးပဲမင်္ဂလာပါမလာစေယနေ့ယမနေ့ပိုင်းထူထရီမြတ်ကိုပထမဆုံးလူရင်းတူရှင်တင်ဆက်တော့မှာဖြစ်ပါတယ်ပြီးမှနောက်ဗီဒီယိုလေးတွေလည်းကြည့်ရမှာဖြစ်ပါတယ်ခုချင်းချင်းချင်းပေပီကျွန်တော် channel ကိုအားပေးနေတဲ့တုံငချင်းတွေအားလုံးကျေးဇူးများချစ်တင်ပါတယ်လို့ဒီကနေ့ပြောဆိုချင်ပါတယ်ကျွန်တော် channel ကို subscribe လုပ်သေးရင်ကြည့်ပြပြီးတော့လုပ်ပေးကြပါလို့လေးတောင်းဆိုချင်ပါတယ်ဒါဆိုရင်တော့တရင်လေးတွေစကြရအောင် မလကူယနေ့တွင်မွန်ပီနေရေမြုံနေစီခမာယ343တိုက်ရှိမှထွက်လာသောအကျံဖက်စစ်ခွေးများကိုရေဘူးအဖွဲ့ကတိုက်ခိုက်ရာအကျံဖက်စစ်ကောင်စီစစ်ခွေးခုနှစ်ကောင်တေဆုံးပြီးစကားကောင်တပ်မင်းနေထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းရေဘူးအဖွဲ့ကောင်ဆောင်ကပြောဆိုထားပါသည်။ကောင်လေးတဲ့ The Den of the Den မလစီယနေ့တွင်ပခူတိုင်ကျူပင်ကောင်မြုံနေယုံချောင်းရွာတွင်အကျံဖက်စစ်တက်စစ်ကြောင်းကိုမိုက်ဆွေတိုက်ခိုက်ရာ စစ်ကောင်စီစစ်ခွေတုံးကောင်တေဆုံးပြီးခုနကောင်အပင်းအထန်ဒဏ်ရာရရှိကာစစ်တပ်ကပြည်သူများကိုလူသားတိုင်းအဖြစ်ဖမ်းဆီးသွားကြောင်းတာယာဝတီခရိုင် PDF မှတာဝန်ရှိသူတအုပ်ကပြောဆိုထားပါတယ်။ပြည်သူတွေအတွက်စိတ်မကောင်းပါဘူးထထဝနေပါတယ်။တေဆုံးတဲ့စစ်ခွေတုံးကောင်နဲ့ဒဏ်ရာရရှိတဲ့ခုနကောင်အတွက်ကောင်းလိတ်တဲ့တတင်းတော့တတင်းမလကုနီရနေတွေတနင်္သာရီတိုင်းထွေမြုပ်နေရေဖြုံမြုပ်နေစီအကြံဖက်စစ်တက်စစ်စေးရိတ်ကိန်းနှစ်ခုကို ဝင်ရောက်တိုက်ခိုက်ရာစစ်ကောင်စစ်စစ်ခွေး9កងတေဆုံခေချောင်းဒူယကစစ်ကြောင်းမှာတာဝန်ရှိသူတအုပ်ကပြောဆိုထားပါဗျ။កងလိုက်တဲ့တဲ့နောက်တဲ့ချင်းပြည်နယ်ရဲ့ဒုတိယမြို့ကြီးဖြစ်တဲ့ဖလားမြို့ကိုတင်ပိနိုင်ရဲ့ဒူစစ်စင်နေပြီးနောက်ဆုံးလက်ချက်စခန်းကိုဝိုင်းပတ်ပိတ်စုကရိတ်ခါဖြတ်ထုတ်ထားတယ်လို့ဒေတာခန်စီရဲ့တရင်ချင်းမိကပြောဆိုထားပါဗျ။ဖလားမြို့ကိုအမြန်ဆုံးတင်ပိနိုင်ပါစေလို့ဒီကနေ့ဆုတောင်းပေးပါတယ်။កងလိုက်တဲ့တဲ့နောက်တဲ့ အမျိုးသားညီငွေရဲ့အစိုးရ NUG ကကွေရေးဝန်ကြီးဌာန MOD နဲ့အရခန်တတော် AA တို့ပူပေါင်းကမကွေတိုင်းထဲစစ်ရေးဖော်ဆောင်မယ်လို့တရင်ထွက်နေပြီးလက်ရှိမှာနှစ်ဖက်ဆွေးနွေးညွန်တိုင်းတာတွေလုပ်နေတယ်လို့ဒေတာခန်စစ်ရေးတရင်ချင်းမိကပြောဆိုထားပါတယ် AA နဲ့ MOD ပူးတွဲပြီးစစ်စင်ရေးဖော်ဆောင်တာတွေမလုပ်မီမကွေတိုင်းရဲ့စစ်ရေးဆိုင်ရာကွက်ကိမှုတွေကိုအမတ်တီစစ်ဒေတာအောက်ကနေမတွားတော့ဘဲ MOD ကတိုက်ရိုက်ကင်တွယ်မှာဖြစ်တယ်လို့ဆိုပါတယ် ယခုဖေဖော်ဝါရီလအတွင်းမှာပဲမကွေးတိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ရင်းတပ်ဖွဲ့တွေအတွက်အမတ်တီစစ်ဒေသကစေလွှတ်ထားတဲ့ကချင်လွတ်မြောက်ရေးတပ်မတော် KIA အရာရှိတွေပြန်ရောက်တင်းသွားပြီးလို့လေဒေသခံစီရေးတည်ရင်းမိကပြောဆိုထားပါဗျ။အဲလိုမျိုးတရင်တွေကြားရတာအားရှိလိုက်တာကွာ။ဘလို့ပြောရမှန်းတော့မသိဘူး။ဒါပြောတယ်ကွာ။ကောင်းလိုက်တဲ့တတင်းတော့တတင်းမလကူရနေတွေစကိုင်းတိုင်းကံဘလူမြုံနေတွေအကျံဖက်စစ်တပ်ထောက်ပူးစစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီစစ်ခွေတကောင်တေဆုံးပြီးတနက်တုံးလက်တင်းစီရရှိခဲ့ကြောင်း KBL ပြည်သူ့ကကွေရတမတော်တက်ရင်တုံးကပြောဆိုထားပါတယ်။ကောင်းလိုက်တဲ့တတင်းတော့တတင်းမလငါရနေတွေမကွေတိုင်းရေစုံမြုံနေနဲ့စကိုင်းတိုင်းမြန်မြုံနေအဆက်ကိုစစ်ကြောင်းထုနေတော့အကြံဖက်စစ်ကောင်စီစစ်ခွေးမြောက်ကိုတိုက်ခတ်ရာစစ်ကောင်စီစစ်ခွေးလေးကောင်တေဆုံးခဲ့ကြောင်းမြန်မြုံနေပြည်သူ့ကာကွယ်ရေးနဲ့လုံခြုံရေးအဖွဲ့ထံမှသိရှိရပါတယ်။ကောင်းလိုက်တဲ့တင်း မလစီရနေရမနပိုင်းအထူးတင်ကတော့ဒီလောက်ပါပဲကေဒါဆိုတော့ကျွန်တော်တို့ပထမဆုံးကချင်ပုံပုံပြောတဲ့ TNLA အကြောင်းတစ်ချက်လုံးနှစင်ကြည့်အောင်ခုကံလဲတူလူချင်းနဲ့အရသွားချင်ပါတယုတ်ဖီအားတယုတ်ဖီအားဆိုပြီးရင်းချမ်းရေးအပြစ်ခတ်ရေးဆွေးနွေးသွားတယ်အခုပလောင်းတွေပလောင်းတွေအခုတယုတ်နဲ့ထပ်ဆွေးနွေးမယ်နောက်တယုတ်ဖီအားကိုမလွန်ဆန်နိုင်လို့ထပ်ဆွေးနွေးမယ်ဆွေးနွေးမယ် လူတတ်မသိင်းချင်းနဲ့ငါတို့အညာသာအညာမှာဖုဖုညံ့ညံ့ကြအောင်ဘုံချေပြီးမှမသိင်းချင်းမီးရှုလူတတ်နေတယ်ငါတို့ဗမာမင်းတို့ဗမာတွေရဲ့ရန်သူတော်နဲ့အပြစ်အခက်ရစေရဆွေးနွေးဦးမယ်တဲ့မင်းတို့မတ်မိလားမင်းတို့ဒီစင်စစ်ခွန်တော်ကမြောက်ပိုင်းမှာအာနာရှင်နဲ့အာနာရှင်ကိုတဲ့ငါတို့ကအဆုံးတက်အောင်တိုက်သွားမယ်တဲ့ပြီးထောင်စုသားတွေနဲ့အတူလက်တွဲပြီးမှတဲ့ဗာလဲအာနာရှင်ကိုဖြုတ်ချသွားမယ် အခုသူတို့လူချင်တာရသွားချင်မှာတရုတ်ဖြစ်အဲ့တော့ကတရုတ်ဖြစ်အားမပြောသူတို့လူချင်တာလည်းရရောတင်းနေရတော့မှန်တယ်အခုတရုတ်ဖြစ်အားတဲ့အဲ့တော့ကတရုတ်ဖြစ်အားကြောင့်စစ်တိုက်ရပါတယ်လို့မပြောဘူးလားအခုသူတို့လူချင်တာလည်းရတရုတ်ဖြစ်အားကြောင့်လေပြည်သူလူထုနိနာမှာဆိုလို့ရတယ်သူတို့ပြည်သူလူထုဆိုတော့သူတို့ရဲ့ပြည်သူလူထုကပလောင်ဒေတာကပြည်သူလူထုသူတို့ပြည်သူလူထုလို့တတ်မှတ်တယ်ငါတို့အညာစကိုင်းမှာအညာဒေတာမှာ မမာလူမျိုးတွေတောက်တောက်လေးအနိုင်ကျင့်ခံရတယ်စစ်တပ်ကမဒင်းချင်းပြီးမီးရှို့တာကတမျိုးဒီစစ်တပ်ကမဒင်းချင်းတာကတမျိုးငါတို့ဗမာတွေငါတို့ပြောရလူကြတော့တည်မလားဘလောင်မုံတီရဲ့ကုကောက်မုံတီရဲ့မုံတီရဲ့မဟုတ်ဘူးငါတို့နားလေပါရဲ့လို့ပြောတာကြည်စံပီထောင်စု ဖြာနာနေတဲ့အချိန်မှာ အာနာတင်းခံရတဲ့အချိန်မှာပီထောင်စုကိုချနှင်းသွားတာသူတို့ဗမောပြီးသွားရင်စကိုင်းမကွေးမန္တလေး ကိုနေပြီတော့ဖက်ဒီဗမာ PDF တွေနဲ့အေအေတွေနဲ့ကချင်တွေနဲ့ဒီချင်းတွေနဲ့ကူကီးတွေနဲ့ကျွန်တော်တို့ကျွန်တော်တို့ဝန်ပွန်ကိုရခါလို့ခေါ်နေပါဠိတွေနဲ့နာကတွေနဲ့ဆင်းပြမအောက်ပြောက်ရောပြင်းမယ်ပြင်းတော့မယ်ဆိုတာသူတို့ကတိယောက်ကတိတယ်တိယောက်ကဒီမြင့်အောင်လဲပြုတ်ကြမှာအရန်ကြောက်အဲရောက်အဓိက key player ဖြစ်တဲ့ကချင်ကိုပြဿနာရှာတယ်ကချင်ကမြေရှားလဲ တရားဘုံလက်မမထူဘူးမတူဘူးဘာမှတယံဇာတာကိုတည်ယုံတဲ့သဘောတူပြီးမှလုံးလုံးစီဘာမှမလုပ်ထားဘူးဆိုတော့တည်ယုံကရေလေတင်းတာသူတုံးလို့ရတာပလောင်ကမြူးတော်လာရဲမှာအာနာရှင်ဖြုတ်ချဖို့ဘူးလားမို့သူပလောင်ပီပလောင်ပီဘောပလောင်ပီရဖို့ပဲတိုက်နေတာဆိုတာကိုသူပြောချင်တာဖြစ်ပါတယ်ကျွန်တော်အမြင်ပေါ့နော်အခု TNLA လောက်ရက်တွေကမမှန်တော့ဘူး တငွေချင်းတွေလည်းတိမှာပါ line ပုံမှာပြဿနာတက်တာများတယ် PDF တွေကိုလည်းရန်ရှာတယ် KIA တွေကိုလည်းရန်ရှာတယ်လွန်ခဲ့တဲ့၃ရက်နှစ်ရက်လောက်မှာဘက်ကမှာရှိတဲ့ပြည်သူတွေကိုလည်းတက်ဖြစ်တယ်ပြလို့ဆိုရင်ကွတ်ခိုင်မှာလည်း KIA ရုံးနဲ့ KIA ရေးပေါ်တွေကိုလည်းဖမ်းဆီးခေါ်သွားတယ်ကျွန်တော်ပြောချင်တာက TNLA တွေကသူတို့တင်ပိတ်ထားတဲ့နေမီတွေကိုကောင်းကောင်းထင်းချောက်ဖို့အချိန်ဖြစ်တဲ့အချိန်မှာ KIA ကိုရန်ရှာလိုက် PDF တွေကိုရန်ရှာလိုက်အခုနောက်ချူပါသွားတော့မှမကြခင် KIA တွင်နေရန်ဖြစ်ရမလို့ဘူးမှန်ဆိုရင်တော့နေမင်းလူရှာလည်းမလို့ဘူးဒီအာနာစင်ကိုကျွန်တော်တို့နိုင်တဲ့အချိန်မှာနေမင်းပြဿနာတွေကတော့တော့မှရှင်းလို့ရတယ်ကျွန်တော်အမိန်ပြောရမယ်ဆိုရင်တော့တယောက်က TNLA ကိုအတုံးချပြီးမှ KIA ကိုဖြစ်မဖြစ်အောင်ရန်ရှာခိုင်းတယ်ဆိုတာကိုကျွန်တော်မြင်ပါတယ်ဒါပေမဲ့ KIA တွေက TNLA တွေကိုရန်လူမတက်မှတ်ဘူးဘုံမှုကြည့်တော့ဘူးကပြောတယ်တူတော့နဲ့ရန်ဖြစ်ရှာမရှိဘူးတဲ့တူတော့နဲ့အတူတူစစ်တိတ်မယ်လို့ပြောတယ်အမှန်ဆိုရင်တော့ KIA တွေကစိတ်ရှိလို့ TIA က TNLA တွေကိုတကယ်တုံ့ပြန်ချင်ရင်မကြဘူးတကယ်ပြောတာအဲ့ဒါကြောင့် TNLA ကိုကျွန်တော်မောလို့ပြောတာမဟုတ်ဘူးအခုချိန်မှာနေမေလို့ချိန်မဟုတ်ဘူးလို့ဒီကနေ့ပြောချင်တယ် TNLA တွေကိုတနိုင်ငယ်လုံးအတွက်တော်လှန်ရေးလုပ်နေတဲ့ KIA နဲ့ PDF တွေကိုအပြစ်မရှာပါနဲ့လို့ဒီကနေ့နှုတ်ထက်ပြောဆိုချင်ပါတယ် TNLA တွေ Mindo လို့ရတဲ့တာမားနေပြီတရားမှတရားမှနေပြီ KIA တကယ်စိတ်ဆူးခဲလို့ဆိုရင် Mindo တွေကြံမှာမဟုတ်ဘူးအဲ့ဒါပဲပြောချင်တယ် ကေဒါဆွန်ဒနိုဗီဒီယိုရွေးကောက်ပွဲကိုအားလုံးပူပေါင်းဖို့ငဒူးလှိုင်ကဖိတ်ခေါ်တဲ့ဗီဒီယိုတစ်ချက်လောက်လာဆင်ကြည့်အောင်ပြောချင်တာတော့ဗျာရုရှားသမ္မတကြီးမစ္စတာပရမီတာပူတင်နဲ့ဗီဒီယိုသမ္မတနိုင်ငံသမ္မတကြီးရဲ့လူကတ်ဆန်ကိုရဲ့ဖိတ်ကြားချက်ရပြောတရားဝင်ချီချီခီသွားတာပါသူတို့ကတရားဝင်ဖိတ်တဲ့အတွက်ကြောင့်တရားဝင်ချီချီခီသွားနိုင်တာတော့ဒါနိုင်ငံအတွက်အင်မတန်ကောင်းတဲ့အားတစ်ခုဖြစ်ပါတယ်ဗျာသူတို့ကသွားတဲ့ခီးစဉ်နှစ်နိုင်ငံလို့မှာပဲအဲကျွန်တော်တို့နိုင်ငံ နနိုင်ငံပူးပေါင်းဆောင်ရဲ့နေပြည်တော်ကျေပြတ်သွားကျွန်တော်စုလေးဆောင်ရဲ့နိုင်ခဲ့တယ်အထူးသဖြင့်စီဝိုင်းနဲ့ပတ်သက်ပြီးပူးပေါင်းဆောင်ရဲ့ကိစ္စရတယ်ပေါ့တော့နနိုင်ငံအပြန်လာကူးလူသွားလာရတဲ့တွချဲ့တွချဲ့ဖို့ဆိုတာသူတို့ကခီးသွားကဏ္ဍတွေတွချဲ့ဆောင်ရဲ့ရေးပေါ့ဗျာနောက်တော့ကပညာရေးနောက်တိပ္ပံနဲ့ဒီပညာနောက်ကျမ်းမာရေးနောက်အားကစားရေးခြင်းမှုဥပဒေကာကွယ်ရေးဆိုင်ကိစ္စရတယ်ဒါတွေ level တွေအခြေခြေပြတ်ပြတ်ကျွန်တော်တို့စဉ်းစားနိုင်ရတဲ့ပြင် မြန်မာနိုင်ငံနိုင်ငံရေးဖြစ်ပျော်ပြောင်းလဲမှုချိန်နဲ့ရှင်းပြသူနိုင်ငံလုံးကဒါကိုအားလုံးလက်ခံပါတယ်။အဲ့တော့ကျွန်တော်ရုပ်ကော်ဘတ်တို့မှချိန်နေတဲ့ကျွန်တော်ရှင်းပြတယ်။ရှင်းပြသူတို့ဒါလည်းအားပြီးတော့ထောက်ခံတဲ့ကြောင်းသူတို့ရှိကအခုလိုက်တော့ကွာ။ပြီးတော့လိုက်ပြီးတော့ရုပ်ကော်ဘတ်မှာအဲလိုက်ပြီးကြည့်ပြီးမဲ့အကြောင်းနဲ့ဒါသူတို့ပြောတာရှိတယ်။ကိုကောင်းတာတော့သူတို့ကဒီတွေ့ဆုံခြင်းအပြင်ယုံကြည်မှုတွေအများကြီးရခဲ့တဲ့ကြောင်း။အဲနိုင်ငံရောဘီလာရုစ်နိုင်ငံရောသူတို့နိုင်ငံမှာရှိတဲ့ပြည်သူတွေရောမြန်မာနိုင်ငံရောမှာ စိတ်ဝင်စားတဲ့တော်တော်ဖြစ်လာတာကိုကျွန်တော်သိနေတာဆိုးပေါ်လေနောက်နောက်ကအလာခတ်တဲ့ကောင်းတဲ့လက္ခဏာတစ်ခုပေါ့ဗျာအဲနောက်တစ်ခုကလည်းပါတီဆိုဒီမိုကရေစီရုပ်ကောပါလို့မတို့ကျွန်တော်ပြောကြတာရှိတယ်ဒါကျွန်တော်တို့ခိုင်မှလုပ်မှာပါပါတီဆိုဒီမိုကရေစီစိတ်ကိုတကယ်လိုချင်လို့ရှိရင်အဲကန်တော်ခေါ်စလုပ်နေတယ်ပူပေါင်းဆောင်မှုကလုပ်ပါတယ်အဲ့ဒါလုပ်မှာဆိုလို့ရှိရင်ကျွန်တော်နိုင်ငံမိုးချအောင်မြင်ရမယ်ဗျာမိုးချအောင်မြင်အောင်ကျွန်တော်ကြာပြောရပါတယ်အတူတူရတာကျွန်တော်ဒါလေးတော့ကျွန်တော်ဘက်ကသဘောထားပေါ့ကျွန်တော် သဘောထားပေါ့ဗျာဒါကျွန်တော်မပြောပြရဘူးအကောင်းပါဗျာကျေးဇူးများတင်ပါတယ်အားလုံးအဆက်သက်ရအောင်မြင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဒါလည်းအားလုံးချမ်းသာချမ်းသာကြပါသည်အောင်မြင်မှုရကြပါသည်မြတ်ပြည်သူပြည်သားများအားလုံးလည်းအောင်မြင်ကြပါသည်ဗျာတော့အဆက်သက်ရတိုးတက်အောင်လုပ်နိုင်ကြပါသည်လို့လည်းကျေးဇူးမကောင်းတောင်းပါတယ်ပါတီစုံဒီဘုတ်ကင်းစီကိုယုံကြည်တယ်ဆိုလို့ရှိရင်အားလုံးပူးပေါင်းဆောင်ရွက်ပေးကြပါလို့လည်းကျွန်တော်ပြောလို့မရှိဘူးလားကွာဘီလာရုစ်နိုင်ငံနဲ့ရုရှားကိုအကူပြီးမှလောက်ရမယ်တဲ့ ရွေးကောက်ပွေးလို့တဲ့ချိန်မှာလည်းသူတို့ပါဝင်ပေးမယ်တဲ့ဟာဘာဘာမင်းတို့စစ်ခွေးတွေကလည်းပြောပြမယ်သူများနိုင်ငံကိုအားကိုးပေးမှရွေးကောက်ပွေးလို့မှာပေါ့နော်ဘီလာရုစ်နိုင်ငံနဲ့ရုရှားနိုင်ငံကိုအထောက်အထားယူပြီးမှကျွန်တော်တို့ရွေးကောက်ပွေးကိုရုရှားနိုင်ငံနဲ့ဘီလာရုစ်နိုင်ငံကအတိမပြုတ်တယ်ဆိုတာကိုသူတို့ကနိုင်ငံတကာမှာကြပြချင်းတာဘာဘာလောက်ကြည့်ပါနော်အောင်မီမှာမဟုတ်ဘူးအဲ့ဒါပဲပြောချင်းတယ်အချက်လက်ရှိအောင်ကြည့်ဒါဆိုရင်တော့ video မနေ့ကငါဒုလှိုင်မြမပြီမှာရောက်သွားတဲ့ချိန်မှာအမှုပညာတချို့နေနေလေနာမည်မကြည့်တဲ့ခွေမျိုးတွေတွားကြတာပေါ့အဲ့ဒီချိန်မှာဒင်းဒောင်လည်းပါတယ်ဒင်းဒောင်ရဲ့အင်တာဗျူးကိုတစ်ချက်လောက်ရှုကြရအောင်90စက္ကန့်လောက်မပြောတာလေအန်လစီမဲအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌပေါ့နော်ဥက္ကဋ္ဌကြီးနိုင်ငံခြားခရီးစဉ်သွားတဲ့တောက်ရှုံကျွန်တော်သတင်းမပြတ်ကြည့်တာပေါ့နော်ကြည့်တော့သူ့ရဲ့လှုပ်ဆောင်ချက်တွေပြီးတော့အားလုံးပေါ့နော်ကျွန်တော်နိုင်ငံကြီးကမကြခင်မှာအလွန်တရာကိုဖွံ့ဖြိုးတိုးတက်ပြီးတော့အဲ ကောင်းမွန်လာမယ်လို့မြင်မိတယ်ပေါ့နော်။ဘာလဲဆိုတော့ကျွန်တော်ဒီသတင်းလေးတွေကိုပုံချင်ဆက်မပြတ်ကျွန်တော်ကြည်တာဟုတ်သတင်းကိုလေ။ကြည်တဲ့အတွက်တိုင်းပြည်အတွက်အများကြီးကောင်းလာနိုင်တဲ့အကျိုးဖြစ်ထိုးမယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်။အဲ့အတွက်ကြောင့်ကျွန်တော်တို့ဝမ်းမတတာနဲ့အားလုံးကြိုဆိုခြင်းဖြစ်ပါတယ်။မြန်မာနိုင်ငံကြီးအမြန်ဆုံးအေဂျင့်တာယာဝါပြောပြီးတော့အချားနိုင်ငံတွေနဲ့ရင်မောင်နှမ်းပြီးချမ်းသာကြွယ်ဝမှုအလုံးစုံပြည့်စုံမှုပိုင်ဆိုင်နိုင်ပါစေလို့အမလေးကျွန်တော် အမလေးစူတောင်းတက်လောက်လာခင်ဗျာကဟမ်မင်းတော့ထုတ်ခံတဲ့ငဒူးလိုက်အောက်ချုပ်နေတရွေ့ကျွန်တော်တို့နိုင်ငံဘယ်တော်မှတူးတက်မှာမဟုတ်ဘူးခွေးသားရဲ့မင်းတို့တွေကတောင်ပုံညာပုံတွေပြောနေကြတာမင်းတို့တွေကစိတ်ကူးရင်ပဲရှိတယ် MRTV တို့မြို့ဝတီတရင်ဌာနတို့အဲ့ဒါကူပဲမင်းတို့ကြည်လို့မြန်မာပြည်ကြီးကတခြားနိုင်ငံထက်တူးတက်နိုင်တော့မယ်လို့ပြောနေကြတာစာတွေလည်းမြတ်မြတ်ဖတ်တခြားဗီဒီယိုတွေလည်းကောင်းကောင်းကြည့်ပြီးမှလေလား ျွန်တော်တို့နိုင်ငံကခြုံထဲမှာရောက်နေပြီဆိုတာကိုမြင်တော့မကြည့်ဘူးလားခွေးသားရဲ့မပြောတော့ဘူးကွာဒါပဲကဲဒါဆိုရင်တော့နောက်ဆုံးဗီဒီယိုယောနာစင်ကောင်းစင်နဲ့မောင်တန်တူကဲတော့လူတယောက်အာနာရှင်ဖြစ်ဖို့လွယ်တာမဟုတ်ပါဘူးရွှေရည်ငွေရည်သာရှာလို့ရရင်ရမယ်အာနာရှာဖို့ကတော့အခြေအနေတွေအချိန်ခါတွေလုပ်ပုံကိုင်ပုံတွေအများကြီးလိုသေးတယ်။အဲဒါကြောင့်လည်းလူရဲ့အာနာကိုငန်းငန်းတက်လို့ချင်ကြတာဖြစ်တယ်။အင်းသူများတွေအတွက်အာနာရဖို့ခက်ပဲမယ်ကျွန်တော်တို့ရွာအုတ်ကြီးအတွက်တော့မခက်ပါဘူး။ရွာရဲ့အုတ်ကြီးကြော်ဆိုးတာစစ်တပ်အာနာမသိငင်ရဆိုရင်ရွာကိုတစ်နှစ်တစ်ခေါက်တော့ပြန်လာမှာမဟုတ်ဘူး။ ာနာသိမ့်မိနာပဲမြို့ပေါ်မှာရှာစားရတာမလွယ်တာနဲ့ရွာလေးခဏပြန်နေတော့သူများတွေမြှောက်ပေးတာနဲ့အုတ်ကြီးတက်လို့တာစားပေါက်လဲချောင်းလဲဆိုပြီးတော့ပေါ့လေအဲတော့အုတ်ကြီးတွေခဏခဏအပြစ်ခံရတဲ့အချိန်ဆိုတော့ကြော်ဆိုးကိုကြည့်မရတဲ့ရွာသားတွေကအုတ်ကြီးအဖြစ်တင်လိုက်တာသူများတွေလိုမျိုးလက်ထိုးအရက်တိုက်ပြီးအုတ်ကြီးဖြစ်လာတာမဟုတ်ဘူးရွာအမြင်ကတ်လို့အုတ်ကြီးဖြစ်လာတာဖြစ်သွားတော့လေသူဟာလည်းသူအဆင်ပြေသွားတာပဲသူများတွေအပြစ်ခံရပေမဲ့သူကတော့အေးဆေးပဲဒီကောင်အယူအဆဆိုပြီးလှုပ်ထားလိုက်တလားတော့မသိဘူးအဲ့လိုနဲ့ကြော်ဆိုးဟာရွာမှာအာဏာရှင်ဖြစ်လာပါလေ အုတ်ကြီးလို့တကြီးလို့ဆိုတာရွာမှာအာနာအရှိဆုံးပဲလေ။ဘာလို့လို့တင့်တယ်။လယ်တွေကိုအကွက်ရရောင်းတော့လေအုတ်ကြီးကွက်သစ်ဆိုပြီးဖြစ်သွားတယ်။ရွာသားတွေပစံနဲ့ဖျားတယ်တော့လေအုတ်ကြီးဖျားဖြစ်သွားတယ်။အလှခံမှုအတွက်ဖလားတွေပါရင်မလိုဘူး။ KB နံပါတ်၄ပဲလိုတယ်။အခုဆိုကြော်ဆိုးကအမေရိကန်ကင်မရာကိုအတော်လေးသဘောကျ။ဒါပေမဲ့သူ့မှာအီလူမက်မရှိဘူးရှင်တယ်။အဲ့ဒါနဲ့ကျွန်တော်ကမင်းကအီလူမက်လောက်ကွာဆိုပြီးစိုင်ကယ်ရောင်းခိုင်းတယ်။အီလူမက်ကကားရောင်းမင်းကစိုင်ကယ်ရောင်းဆိုပြီးအရင်နေ့ထုတ်ပေးတာပေါ့။ဒါပါတော့လေအဲ့ဒါနဲ့ကျွန်တော်လည်းကြော်ဆိုးရဲ့အီလူမက်ဖြစ်ရော။ ပထမဆုံးယောဂငွေတွေမကုံတင်တာမကုံတော့ကြီးကြက်ရမယ်ဆိုပြီးကြော်စိုးကကျွန်တော်အမိန်ပေးတယ်အဲ့တော့ကျွန်တော်လည်းစစ်ဆေးရတာပေါ့ယောဂရံမုံငွေတွေကိုမလိုအဖန်တုံးနေသလားဆိုပြီးဒါပေမဲ့ဗာရံမုံငွေမှမရှိဘူးအုတ်ကြီးနဲ့သူ့တပည့်လေးပဲတိန်းတာဝန်ထမ်းလည်းမရှိဘူးယောဂတက်တုံးထားတာဘာမှရှိတာမဟုတ်ရာသမီပတ်စံအုတ်ကြီးအိတ်တွေပဲထည့်တာညီခွဲရရောင်းလဲကြော်စိုးပဲရတာစစ်မှုမထမ်းမှုယောဂရဲ့ငွေကောက်တာလည်းကြော်စိုးပဲစီမံတာအဲ့ဒါတွေပြောပြတယ်ကြော်စိုးကဒါဆိုထားလိုက်တော့ကွာကျော်ဆွေးရဲ့အကြောင်းပြောရင်းနဲ့မှာကျွန်တော်ပြောချင်တာလေးတွေကြားဖြတ်ပြောလိုက်အောင် ကျွန်တော်ကတော့အမေရိကန်ကလူတွေကိုတော်တော်လေးတနာမိတယ်အလုပ်ပြုတ်တဲ့လူကြုတ်ကြီးတဲ့လူကြီးနေကိုမင်းနဲ့ကိုဒုက္ခတွေရောက်နေကြတာအဲ့ရမြန်မာပြည်ဆိုကိုဆိုးတော့ပြန်လဲမပြောရဲစန္ဒာလဲပြမရအခုဆိုအမေရိကန်ရဲတွေကလည်းအရင်လိုဖာတိဘာသာနဲ့မနေတော့ဘူးအလုပ်မပြုတ်ရေးအတွက်အလုပ်ကောင်းကောင်းလုပ်လာကြတော့အရင်လိုနေရစားရမချောင်တော့ဘူးဆိုပြီးအမေရိကရောက်နေတဲ့တငယ်ချင်းတွေကလှမ်းပြောကြတယ်ဒီလေအဲ့ဒါဆိုလဲမြန်မာပြည်ပြန်လာခဲ့ဗောလို့ပြောလိုက်တယ်မြန်မာပြည်မှာဆိုအေးစေးပဲနေစဉ်တိုက်ပွဲတွေရှိတယ်ဘုံတွေပောက်တယ်လင်းရင်တွေဘုံကျဲတယ်ကားတွေမိုင်းထောင်တယ် ဘသူမှမညူမသိကြအောင်စောင်းနေတယ်ဖာတိဖာသားပဲအဲ့လိုမနေလို့လည်းမရဘူးလीတွားပြောကြည့်ပါလားနာကားတော့မှာပေါ့ရန်ကုန်မန်းလေးကလွယ်ပြီးအခြားနေရာလေးတွေကိုတွားကြည့်လိုက်ဝါတာဂိတ်တွေကအများကြီးပဲသုံးပေတကိတ်တကိတ်9000တောင်းပဲကားတစ်စီးကိုပေးရတာမဟုတ်ဘူးလူတစ်ယောက်ချင်းစီအတွက်ပေးရတာเสียแล้วขออ่ะประสันแล้วไปอ่ะดีจ้าได้อภเฝรายอ่ะก้าวตัดๆไปเตียฮ้อจ้ะတော့အရင်လိုတည့်ရက်သွားမယ်ခီးอ่ะအခုဆို3လေးရက်သွားမှရောက်တော့တယ်နင်းနင်းခစ်ကြီးရတယ်အာနာရှင်ခစ်ကြီးဦးတမိုင်းတစ်ဘက်ပြန်လဲတာလားတော့မှမသိဘူး ိုးအရင်ဒုတိယကမ္ဘာစစ်မဖြစ်ခင်တော့ကလည်းအာနာရှင်တွေခေတ်စားခဲ့ဘူးလေမြန်မာပြည်ကအချို့နိုင်ငံရေးသမားတွေတော့မှအာနာရှင်ဘွဲခံလိုက်သေးတယ်ကွန်မြူပဲနစ်နစ်ဒီမိုပဲကရေစီစီကောင်းဆောင်တော့ရှိတာပဲအဲ့ကောင်းဆောင်ဟာအာနာရှိဆုံးပဲအာနာရှိတော့အာနာရှင်ပေါ့လေတူဦးတဲ့အာနာရှင်နဲ့အလှဲ့ကျအာနာရှင်ပဲကွာတာပါကျွန်တော်တို့အုပ်ကြီးကျော်စိုးကတော့ရွာနာရှင်ပေါ့လေဒီအပိုင်းတော့ကျော်စိုးတယောက်ဘာဘာဘူဂျုံမှုကြီးရုရှားသွားတာကိုအားကျနေပြန်တယ်အဲ့ဒါနဲ့အခြားရွာအုပ်ကြီးတွေကိုဖုံးလန့်ဆက်တယ်လာလေခြင်းလို့တဲ့ဟိုအုပ်ကြီးတွေကလည်းလာလေဗောတဲ့ အဲ့လိုနဲ့ကြော်ဆိုးနဲ့ကျွန်တော်နဲ့အခြားရွာတွေကိုတရားဝင်အလဲပတ်သွားကြတယ်ဆိုင်ကလေးနဲ့ပဲပထမဆုံးမဲဇလီကုန်းအဲ့ရွာရိုးမအဆက်နည်းနည်းတော့ဝေးတယ်ငငယ်ရပဲရောက်ခုကြီးတော့မရောက်ဖြစ်ဘူးအခုရောက်တော့မမှတ်မိတော့ဘူးရွာအတော်ကြီးစီကားလာတာဟုတ်အာနာသိမ့်ပြီးနောက်ပိုင်းမှာပိုစီကားလာတာဆိုပဲဘာလို့ဒီများလှုပ်ပြီးစီကားလာတာလဲမေးကြည့်တော့တစ်တီအယောင်းဝင်ကောင်းလို့တဲ့အရင်ခက်ကလည်းတစ်တီဘာတွေထုတ်ပါလဲအဲ့ခဲတုံးကတော့အဖန်စီပေါ်တယ်ခဏခဏအဖန်ခံတဲ့သတင်းတွေကြားရတယ် အခုနောက်ပိုင်းတော့ဖမ်းနေစီးတယ်ဆိုတော့ကြောက်လို့မကြောက်တော့ဘူးလမ်းကြောင်းဖြောင်းလို့နေမယ်အဲ့လိုနဲ့စီကားလာလိုက်တာအခုဆိုမက်ဇလီကုန်းမှာ KTB နဲ့မာဆက်နဲ့ဘီယာဆိုင်နဲ့မက်ဇလီအုပ်ကြီးကလည်းတာဝန်ချေပါတယ်ကြက်သားနဲ့ထန်းရင်နဲ့ကြက်ကြနာနာဧကန်ထန်းရင်မူတော့မှတိတာ KTB ကမက်ဇလီအုပ်ကြီးပိုင်တာတဲ့အဲ့တော့ကျော်ဆူလည်းအားကြပြီကျွန်တော်တို့ရောက်မှလာဖွင့်စမ်းပါဆိုပြီးလုပ်တယ်ဟိုအားလည်းဖွင့်မယ်။ကောင်မလေးဒါရှာထားပေးဆိုပြီးပြန်ပြောတယ်။အဲ့လိုနဲ့ကျွန်တော်တို့ညမှာ KTV ဖွင့်ဖို့အတွက်သဘောတူညီချက်ရသွားတယ်။ ရွာကိုပြန်ရောက်တော့ KTV ဖွင့်မဲ့တဲ့ရင်ကဟော့နေတယ်။လူကြီးတွေနဲ့မိန်းမတွေကတော့သဘောမတူသဘောမတူတဲ့လူတွေရွာထွက်သွားနိုင်တယ်ဆိုပြီးကျော်စိုးက trend ဆန်ဆန်ပြောလိုက်တော့အားလုံးအတန်တိတ်သွားတယ်။ယောက်ျားတွေကတော့ဘာမှမပြောပါဘူး။ KTV ပြဲလားမဆက်မပါဘူးလားဆိုပြီးကြား montan duka ပြောပြီးဆိုရင်တော့တိတိယောက်ယောက်ပဲဟုတ်ကဲ့ပါတော့ငချင်းတော့ဒီမနေ့တင်ဆက်မှုကတော့ဒီလောက်ပါပဲချိန်မြချစ်တင်ပါတယ်ချက်မကြီးခုစိတ်ကြပါ i love you all god bless you all thank you for your time